အမေရိကန်ပြည်ထောင်စုကတရုတ်နိုင်ငံမှသွင်းကုန်တွေပေါ်245ရာခိုင်နှုန်းအထိအခွန်တွေချမှတ်ခဲ့ပြီးတရုတ်နိုင်ငံကလည်းအမေရိကန်ကုန်ပစ္စည်းတွေပေါ်125ရာခိုင်နှုန်းအခွန်ချမှတ်ခဲ့ပါတယ်။ဂျာလန်အနေနဲ့တရုတ်နိုင်ငံရဲ့အမေရိကန်ပြည်ထောင်စုစီတိုက်ရိုက်တင်ပို့မှုတွေနှီးပါးရပ်တန့်သွားခဲ့ပါတယ်။အမေရိကန်ဈေးကွက်ပေါ်မှီခွန်နေရတဲ့တရုတ်နိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီတွေအထူးသဖြင့် orderly လုံးဝပျောက်ကွယ်သွားတာ။စက်ရုံတွေပိတ်သိမ်းရတာဘန်နာရေးခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးစီးပွားရေးဒုက္ခတွေကြေကြေပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်။ လိလာသုံးသက်သူတွေကပြည်ပဝယ်လိုအားကြာစင်မှုဟာတရုတ်နိုင်ငံရဲ့နိုင်ငံတကာစံနှုန်းတွေနဲ့မလိုက်နာမှုကြောင့်ဖြစ်ပြီးပြည်တွင်းဝယ်လိုအားမလုံလောက်မှုကတော့ဖွဲ့စည်းပုံဆိုင်ရာစီးပွားရေးပြဿနာတွေကြောင့်လို့ဆိုပါတယ်။အနောက်နိုင်ငံစီးပွားရေးတွေလိုစားသုံးမှုကဖြစ်စေတာမဟုတ်ဘဲတရုတ်နိုင်ငံရဲ့ဝယ်ယူနိုင်စွမ်းအားအကန့်အသတ်ရှိတာကတိုးတက်မှုကိုဟန့်တားနေပါတယ်။တရုတ်စီးပွားရေးရဲ့အဓိကမောင်းနှင်အားတွေဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုတင်ပို့မှုစားသုံးမှုတွေဟာအားနည်းလာနေပြီးစားသုံးသူအုံကြီးဟာတိတိတတ်တာကြာဆင်းလာနေပါတယ်။ Trump ကစတင်ခဲ့တဲ့အခွန်အစည်းအဝေးတွေဟာတရုတ်ရဲ့စီးပွားရေးကျဆင်းမှုကိုပုံမိုဆိုးရွားစေခဲ့ပြီးတရုတ်အုပ်ချုပ်ရေးအောက်ကစနစ်ကျတဲ့စိန်ခေါ်မှုတွေကိုထင်ရှားစေခဲ့ပါတယ်။ဒါကိုအာဏာပိုင်တွေကသတင်းမှားတွေနဲ့ဖုံးကွယ်ထားခဲ့ပါတယ်။တရုတ်ကျွမ်းကျင်သူဝမ်ဟူကဒီလိုပြောပါတယ်။တရုတ်နိုင်ငံတစ်ခုလုံးဟာချွေးတက်ဆက်ယုံ sweat shop ပါ။တရုတ်ပြည်သူတွေဟာကုန်ပစ္စည်းအများပြားကိုထုတ်လုပ်ပေမဲ့သူတို့ကိုယ်တိုင်တော့အဲ့ဒါတွေကိုစားသုံးနိုင်သွမ်းမရှိပါဘူး။ ဒါဟာတရုတ်အတွက်ကြီးမားတဲ့ထောင်ချောက်တစ်ခုနဲ့အင်မတန်ဆိုးရွားတဲ့အဖြစ်ဆိုးတစ်ခုပါထရမ့်ရဲ့ခွန်တွေဟာတရုတ်နိုင်ငံသားတွေရင်ဆိုင်နေရတဲ့ရေရှည်စီးပွားရေးဖိနှိပ်မှုကိုမီးမောင်းထိုးပြဖို့ရည်ရွယ်ထားပြီးပြောင်းလဲမှုအတွက်ကိုယ့်ကိုယ်ကိုအားကိုးဖို့တိုက်တွန်းနေပါတယ်ဝမ်ဟူကထပ်ပြီးပြောပါတယ်ပြည်내မီဒီယာတွေကအမေရိကန်ရဲ့လုပ်ရက်တွေကိုတရုတ်ဘော်တိုက်ခိုက်မှုတွေလို့လွဲမှားပုံဖော်ထားပြီးတရုတ်ရဲ့မူဝါဒတွေကိုတုံ့ပြန်တာလို့မပြောပါဘူး။ဒါဟာကြီးမားတဲ့မမှန်ကန်မှုတစ်ခုကိုဆက်လက်ထိန်းသိမ်းထားတာပါ။ လေလာသုံးသက်သူတွေကတရုတ်စီးပွားရေးဟာဖိအားမျိုးစုံအောက်မှာဆက်လက်ကြုံသွားမယ်လို့အကြံပြုထားပါတယ်။နိုင်ငံသားရေးမူဝါဒတွေရဲ့အမှားတွေပုတ်ကလစ်ကစီးပွားရေးလုပ်ငန်းတွေထဲဝင်ရောက်နှောက်ယှက်မှုပုံပြက်နေတဲ့အိမ်ချမ်းမြေဈေးကွက်ပြီးတော့တင်းကျပ်တဲ့ကက်ရောဂါထိန်းချုပ်မှုတွေဟာစီးပွားရေးစိန်ခေါ်မှုတွေကိုပုံမိုဆိုးရွားစေခဲ့ပြီးအုပ်ချုပ်ရေးအဖွဲ့ရဲ့တည်ငြိမ်မှုကိုအားနည်းစေခဲ့ပါတယ်။တရုတ်နိုင်ငံဟာ WTO ထဲဝင်ရောက်ပြီးကတည်းကအမြဲမိတ်ခံရတဲ့မေးခွန်းတစ်ခုရှိပါတယ်။ဒါကြောင့်တရုတ်နိုင်ငံက သူ့ရဲ့ထုတ်ကုန်တွေကိုအမေရိကန်ပြည်ထောင်စုကိုဆက်လက်ရောင်းချဖို့အခိုင်အမာတောင်းဆိုနေရတာလေတရုတ်ပြည်သူတွေက သူတို့ထုတ်လုပ်တဲ့ထုတ်ကုန်တွေကိုသူတို့ကိုယ်တိုင်စားသုံးရင်ပိုမကောင်းဘူးလားကျွမ်းကျင်သူတွေကအဓိကအကြောင်းအမျိုး၃ခုကိုဖော်ထုတ်ထားပါတယ်ပထမဆုံးအကြောင်းကတော့စားသုံးသူတွေရဲ့ဝယ်ယူနိုင်စွမ်းအားနည်းနေတာပါ Stanford Center on China's Economic and Institution မှာအကြီးတန်းသူတွေဒီရှုချန်ကန်ကမကြသေးခင်ကအင်တာဗျူးတွေမှာထပ်ခါတလဲလဲပြောခဲ့ပါတယ် ပြည်ရင်းဝယ်လို့အားနှဲပါမှုဟာအာဏာရှင်စနစ်တွေရဲ့ဘုံလက္ခဏာတစ်ခုဖြစ်တယ်လို့သူကယုံကြည်ပါတယ်။ CCB တရုတ်ကွန်မြူနစ်ပါတီဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကနေရလာတဲ့အမျက်အများစုကိုမြေယာနဲ့ဗန်တွေမှတဆင့်ယူထားတယ်လို့သူကဆိုပါတယ်။ပြည်ရင်းဝယ်လို့အားမလုံလောက်တဲ့ပြဿနာကိုဖြေရှင်းဖို့နဲ့ GDP မှာအိမ်တော်စုဝင်ငွေရဲ့အချိုးအစားကိုမြင့်တင်ဖို့အတွက်ပုဂ္ဂလိကပိုင်ဆိုင်မှု privatization ဟာမရှိမဖြစ်လိုအပ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့2022ခုနှစ်အချက်အလက်အရ တရုတ်နိုင်ငံရဲ့ GDP မှာအိမ်ထောင်စုစားသုံးမှုရဲ့အချိုးအစားဟာ38ရာခိုင်နှုန်းပဲရှိပါတယ်။ဆိုလိုတာကတရုတ်ပြည်သူတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ဖန်တီးထားတဲ့စီးစိမ်ရဲ့၃ပုံ၃ပုံပဲပြည်ရင်းမှာစားသုံးပြီးကြံတဲ့၃ပုံ၂ပုံဟာရင်းနှီးမြှုပ်နှံမှုဒါမှမဟုတ်တင်ပို့မှုအတွက်အသုံးပြုနေတာပါ။စန့်ကျင်ဘက်အနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့ GDP မှာအိမ်ထောင်စုရဲ့နောက်ဆုံးစားသုံးမှုအချိုးအစားက68ရာခိုင်နှုန်းဖြစ်ပြီးဂျပန်က96ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါဟာတရုတ်ထက်31ရာခိုင်နှုန်းနဲ့19ရာခိုင်နှုန်းပိုများပါတယ်။အစိုးရစားသုံးမှုနဲ့အိမ်နောင်စုစားသုံးမှုကိုပေါင်းဆက်တွက်ချက်တဲ့အခါတရုတ်နိုင်ငံရဲ့ GDP မှာနောက်ဆုံးစားသုံးမှုအချိုးအစားက53ရာခိုင်နှုန်းဖြစ်ပြီးအမေရိကန်မှာတော့82ရာခိုင်နှုန်းဖြစ်ပါတယ်။ဒါဟာတရုတ်ထက်28ရာခိုင်နှုန်းပိုများပါတယ်။ဥရောပနဲ့ဂျပန်လိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာနောက်ဆုံးစားသုံးမှုရဲ့ GDP အချိုးအစားဟာရေဘူးရအားဖြင့်80ရာခိုင်နှုန်းအထက်မှာရှိပါတယ်။ တောင်ကိုရီးယားမှာ68ရာခိုင်နှုန်းဖြစ်ပြီးအိန္ဒိယမှာ82ရာခိုင်နှုန်းဖြစ်ပါတယ်။ဒါတွေအားလုံးဟာတရုတ်ထက်တိတိတတ်တာပိုများပါတယ်။တရုတ်ဘလော့ဂါတယောက်ကသတ်မှတ်ထားတဲ့ data တွေကိုအသုံးပြုပြီးတရုတ်ပြည်သူတွေရဲ့စားသုံးမှုဝယ်ယူနိုင်စွမ်းအားဘာကြောင့်ဒီလောက်နည်းနေရတာလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ဘာကြောင့်တရုတ်နိုင်ငံသား1.4ဘီလီယံရဲ့ဝယ်ယူနိုင်စွမ်းအားဒီလောက်နည်းနေရတာလဲ။ဘာကြောင့်ကျွန်တော်တို့အမြဲတမ်းကုန်ပစ္စည်းတွေကိုနိုင်ငံသားတွေကိုရောင်းဖို့ပဲတွေးနေရတာလဲ ရှင်းပြပါမယ်။သုံးဆွဲနိုင်တဲ့ဝင်ငွေ disposable income ဆိုတဲ့အသုံးနှုန်းတစ်ခုရှိပါတယ်။အရင်တုန်းကတစ်လကို1000ဒါမှမဟုတ်2000ယွမ်ရှာတာကိုပုံမှန်လို့ထင်ခဲ့ပေမဲ့ CIC စရင် data ကိုကြည့်ပြီးမှတနိုင်ငံလုံးမှာတစ်လကို1000ယွမ်အထက်ရှာနိုင်တဲ့သူက8.5တန်းပဲရှိတယ်ဆိုတာသိခဲ့ရပါတယ်။ဒါဟာလူဦးရေရဲ့တုံညတက်မ600ခန်းလုံးကျော်ပဲဖြစ်ပါတယ်။ပြည်မြအိမ်အောင်စုတစ်ခုအတွက်ကားချင်းဝေအိမ်ချင်းဝေမိဘတွေအတွက်ကုန်ကြစရိတ် ကျမ်းမာရေးစောင့်ရှောက်မှုကလေးတွေရဲ့ပညာရေးစရိတ်တွေစတဲ့အသုံးချိတ်တွေရှိပါတယ်။ဒါတွေဟာဝင်ငွေရဲ့80%ရာခိုင်နှုန်းကို80%ရာခိုင်နှုန်းကျော်ကိုသုံးဆွဲပါတယ်။ဒါကအဝတ်အစားအစားအသောက်မင်္ဂလာပွဲစရိတ်တွေလိုအခြားအသုံးချိတ်တွေကိုမထည့်သွင်းရသေးပါဘူး။သုံးဆွဲနိုင်တဲ့ဝင်ငွေဟာအင်မတန်ကန့်သတ်ထားတာပါ။အခုထိုင်းနိုင်ငံကိုဥပမာကြည့်ရရင်အများပြည်သူစေယုံတွေမှာစေကုသစရိတ်ဟာထိုင်း30ဘတ်ဆိုလိုတာက6ယွမ်လောက်မှာကန့်သတ်ထားပါတယ်။ အများပြည်သူပညာရေးကလုံးဝအခမဲ့ဖြစ်ပြီးလက်ထက်တဲ့အခါသတို့သမီးအတွက်ပတ်စံပေးကြမလို့ပါဘူးမိသားစုတိုင်းမှာမြေကွက်ပိုင်ဆိုင်ခွင့်ရှိပြီးသူတို့ရဲ့အိမ်ကိုသူတို့ကိုယ်တိုင်ဆောက်လုပ်နိုင်ပါတယ်ပြန်မြလာစဉ်ဝင်ငွေဟာ3000ယွမ်လောက်ပဲရှိပေမဲ့သူတို့ရဲ့သုံးဆွဲနိုင်တဲ့ဝင်ငွေ disposable income ဟာတရုတ်နိုင်ငံမှာတစ်လ1000ယွမ်ရှာတဲ့သူတွေရဲ့ဝင်ငွေထက်ပိုများပါတယ်လူတွေကမှတ်ချက်ပေးထားတာကကျေးလက်ဒေသတွေမှာနေထိုင်သူတွေအတွက် တစ်လကို1000ဒါမှမဟုတ်2000ယွမ်ရဖို့တောင်အလွန်ခက်ခဲတယ်လို့ဆိုပါတယ်။တချို့ကလည်းတစ်လ1000ယွမ်ရပြီမဲ့သုံးဆွဲနိုင်တဲ့ဝင်ငွေက1000ယွမ်ပဲရှိပါတယ်။ဒါဆို900ယွမ်ကိုစားသုံးမှုအတွက်သုံးလိုက်တာလားလို့ပြောကြပါတယ်။ဒါကသုံးဆွဲနိုင်တဲ့ဝင်ငွေနည်းလေလေပိုကောင်းလေလေဆိုတာကိုပြသတာပါ။ Hong Kong CIC data ရတရုတ်နိုင်ငံရဲ့အိမ်အောင်စုအသုံးစရိတ်မှာပုံကိုရေးစားသုံးမှုရဲ့အချိုးအစားဟာ GDP ရဲ့38.9%ရာခိုင်နှုန်း 38.2%ခိုင်နှုန်း39.4%ခိုင်နှုန်းနဲ့39.2%ခိုင်နှုန်းအလိုက်နှစ်စဉ်အလိုက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထပ်ပြီးတရုတ်အစိုးရရဲ့လူမှုဘူးလုံရေးအတွက် အသုံးစရိတ်ဟာအခြားနိုင်ငံတွေထက်တိတိတသားနေပါပါတယ်။ကမ္ဘာ့ဘဏ်ရဲ့2021ခုနှစ်နောက်ဆုံးအချက်အလက်အရတရုတ်အစိုးရဟာ GDP ရဲ့600ခိုင်နှုန်းလောက်ကိုပဲကျန်းမာရေးစောင့်ရှောက်မှုလူမှုဘူးလုံရေးလိုနေထိုင်သူတွေကိုတိုက်ရိုက်အကျိုးပြုတဲ့ဝန်ဆောင်မှုတွေအတွက်ခွဲဝေသုံးစွဲခဲ့ပါတယ်။ တရုတ်ရဲ့လူမှုဖူလုံရေးအသုံးစရိတ်ဟာဘရာဇီးနဲ့ရုရှားပါဝင် BRICS နိုင်ငံအများစုထက်နောက်ကျကျန်နေပြီးတခြားဖွံ့ဖြိုးတဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေထက်လည်းနည်းပါတယ်။စီးပွားရေးပညာရှင်တွေကတရုတ်ရဲ့စီးပွားရေးစိန်ခေါ်မှုတွေဟာပြည်ရင်းဝယ်လိုအာမလုံလောက်မှုနဲ့စားသုံးမှုနှဲပါနေမှုကြောင့်ဖြစ်ပြီးဒါဟာဆက်လက်တည်ရှိနေတဲ့ဖွဲ့စည်းပုံဆိုင်ရာပြဿနာတစ်ခုလို့တညီတညွတ်ထဲအတိအမှတ်ပြုထားပါတယ်။အိမ်အောင်စုဝင်ဝင်ဟာစီးပွားရေးဖြန့်ဝေမှုမှာအချိုးအစားနှဲပါနေပြီးအခြေခံအဆောက်အဦတွေ ်ဤပညာမြင့်ကဏ္ဍတွေမှာ များပြားတဲ့အရင်းအမှုတွေခွဲဝေထားပါတယ်။ထပ်ပြီးတရုတ်ရဲ့လူမှုဖွလုံရေးစနစ်ကျန်းမာရေးပင်စင်နဲ့ပညာရေးကိုအကျုံးဝင်တဲ့အရာတွေဟာဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့စီးပွားရေးတွေနဲ့နှိုင်းယှဉ်ရင်ဖွံ့ဖြိုးမှုနည်းပါးနေစေပါ။ဒုတိယအကြောင်းကတော့ဝယ်ယူနိုင်စွမ်းအားမညီမျှသွားဖြန့်ဝေထားတာပါ။စင်းဟွာတက္ကသိုလ်ရဲ့လူမှုဗေဒဌာနကပါမောက်ခလီချုံကသူ့ရဲ့ T-shaped social structure နဲ့ structural tensioning ဆိုတဲ့စာအုပ်မှာထောက်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့လူမှုဖွယ်သည့်ပုံဟာအလွန်အမင်းကွဲပြားနေပြီးပြောင်းပြန်တီပုံတံတန်းနဲ့ဆင်တယ်လို့ဆိုပါတယ်လူမှုစီးပွားအဆင့်တန်းညွှန်းကိန်းတွေကိုအသုံးပြုပြီးတရုတ်နိုင်ငံရဲ့အလုပ်လုပ်နေတဲ့လူဦးရေကိုတိုင်းတာတဲ့အခါလူမှုစီးပွားရေးအဆင့်ရဲ့အောက်ခြေမှာလူအုပ်ကြီးတစ်ခုရှိနေတာကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါဟာပြောင်းပြန်တီပုံတံတန်းရဲ့အလျားလိုက်ဘားကိုဖွယ်စည်းထားတာပါသူကဒီအရာအလုံးဟာ CCP ရဲ့အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။တရုတ်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံရေးစနစ်နဲ့ပတ်သက်တဲ့အခြေခံပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပြီးဒါဟာမလုံလောက်မှုတစ်ခုဖြစ်တယ်လို့သူကပြောပါတယ်။ဒေါင်းလိုက်ပါဟာမတူညီတဲ့လူမှုစီးပွားရေးအဆင့်တွေကိုကိုးစားပြုပြီးဒါတွေဟာအတူတကွရှေ့လျတဲ့ဒေါင်းလိုက်အုပ်စုတစ်ခုကိုဖွဲ့စည်းထားပါတယ်။ကြီးမားတဲ့စီးစိမ်ကွာဟမှုအပြင်လူမှုအုပ်စုတွေကမှဝယ်လိုအား क्वे ပြမှုအများပြားရှိပြီးဒါကလူမှုဖလှယ်မှုကိုခက်ခဲစေပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေ20ရာခိုင်နှုန်းလောက်ပဲတကယ့်စားသုံးမှုဝယ်ယူနိုင်စွမ်းအားရှိပါတယ်။ လုံခြုံရေးပြဿနာတွေစင်းရဲမှုပြည်ထစာလုပ်ငန်းလိုလူမှုပြဿနာတွေအများပြားဟာဒီပြောင်းပြန်တီပုံတံဖွဲ့စည်းပုံကြောင့်လို့ပြောလို့ရပါတယ်။ဝိုင်ဟူကတရုတ်နိုင်ငံရဲ့အလဲလက်ဝင်ွေအုပ်စုဟာတခြားဖွံ့ဖြိုးပြီးဒေတာတွေထက်တိတိတတ်တတ်သိငယ်တယ်လို့ထောက်ပြပါတယ်။လူဦးရေတန်းတရာကျော်ရှိတဲ့ဂျပန်နိုင်ငံဟာအများစုကအလဲလက်လူဒန်းသားဖြစ်ပြီးအမေရိကန်ပြည်ထောင်စုနဲ့ထိုင်ဝမ်လည်းဒီလိုပါပဲ။ဒီလူအဖွဲ့စည်းတွေဟာတန်လွင် ပုံတံ Olive Shade Stretcher ဖွဲ့စည်းပုံရှိပြီး ထိုင်ပါတဲ့အလေလက်ဝင်ဝေးအပိုင်းခြားနဲ့အလွန်ချမ်းသာသူတွေနဲ့ဆင်းရဲသူတွေရဲ့အချိုးအစားသိနေပါတယ်။2020ပြည့်နှစ်မှာတရုတ်နိုင်ငံရဲ့အရင်ဝင်ကြီးချုပ်လီကူချုံကတရုတ်နိုင်ငံသားတန်း600ဟာတလဝင်ဝေး1000ယွမ်ခန့်ရှာပြီးပြန်မြနှစ်စဉ်ဝင်ဝေး3000ယွမ်ရှိတယ်လို့ပြောခဲ့ပါတယ်။မြန်မာရဲ့အိမ်တော်စုအကျွေးနဲပါတဲ့တူးချင်းဝင်ဝေးကန့်တတ်ထားတဲ့ဝယ်ယူနိုင်စွမ်းအားတွေဟာစားသုံးမှုကိုပုံမှန်ကန့်တတ်ထားပါတယ်။ ခြုံကင်းမျိုးရဲ့လက်ရှိအခြေအနေဟာတင်ယုံမဲ့အရာတော့မဟုတ်နိုင်ပါဘူးအပေါ်ယံမှာတော့ရင်ကျိုးပိတ်ဆို့မှုတွေနဲ့လှုပ်ရှားနေတဲ့မြို့ကြီးတစ်ခုလို့ထင်ရပေမဲ့တန်းပြလစဉ်ဝင်ငွေ3000ယွမ်ကျော်ရှိတဲ့ဒီမြို့မှာလူအများရဲ့လတင်ချင်းဝေပေးချိန်မှုဟာ1000ယွမ်ကျော်လွန်နေပါတယ်ကုမ္ပဏီကြီးတွေကလာလာတွေဖျက်တောက်ပြီးအလုပ်သမားတွေကိုရှော့ချနေပါတယ်ကုမ္ပဏီအသေးတွေကတော့ဒေဝါလီ ခံရဖို့နီးကပ်နေပါတယ်အုပ်နဲ့မော်တာနဲ့စောက်ထားတဲ့ cycle ပိုင်ရှင်တွေဟာအလွန်ဒုက္ခရောက်နေပြီး တလပြီးသွားတဲ့အခါငှားရမ်းဖို့နဲ့အသုံးစရိတ်တွေကိုဖြည့်ဆည်းဖို့တောင်လုံလောက်အောင်မရှာနိုင်ကြပါဘူး။ရုံးဝင်တန်းတွေဟာတယောက်စီကခြေပြီးတယောက်ကိုပြန်ဆက်တဲ့ Robin Peter to PayPal အခြေအနေမှာအမြဲရှိနေပြီး online ချင်းဝေတွေကထုတ်ယူလာ။ဒါမှမဟုတ်လာသင်ပေးချိန်မှုတွေကို လိုက်လံဖြည့်ဆည်းဖို့အကျွေးဝယ်ကတ်တွေအသုံးပြုနေရပါတယ်။ data ရခြုံကင်းမှာပြန်မျှစုဆောင်းဝင်ဟာ3သိန်းယွမ်ရှိပေမဲ့ပြန်မျှအကျွေးဟာ3သိန်းယွမ်ကျော်လွန်နေပါတယ်။ ါဟာခြုံကင်းမှာရှိတဲ့လူအများစုရဲ့တကယ့်အခြေအနေပါ။သူတို့ဒီအခြေအနေကိုဘယ်လောက်ထိဆက်လက်ခံနိုင်မလဲ။အင်တာနက်ပေါ်ကကြီးစုသူတွေရဲ့မှတ်ချက်တွေကတော့ဒါခြုံကင်းတင်လား။နေရာတော်တော်များများကဒီလိုပဲခံစားရတယ်။ကျွန်တော်တရက်ကို ကုံစုံဝယ်ဖို့9ရွံပဲသုံးတယ်။တစ်လလုံးအဝယ်စားအသစ်ဝယ်ဖို့ပတ်စံမရှိဘူး။ကျွန်တော်နှစ်နှစ်လောက်အဝယ်စားအသစ်မဝယ်ဘူးတော့ဘူး။2024ခုနှစ်ဇန်နဝါရီလမှာပါဟောင်ကောင် CEIC data ရ တရုတ်နိုင်ငံရဲ့အိမ်ထောင်စုအကျွေးဟာ7ထရီလီယံဒေါ်လာကျော်သွားခဲ့ပြီးဒါဟာလွန်ခဲ့တဲ့9နှစ်ကထက်90ရာခိုင်နှုန်းတိုးလာတာပါအမေရိကန်ရဲ့အိမ်ထောင်စုအကျွေးဟာ16ထရီလီယံဒေါ်လာနဲ့ပိုများပြီမဲ့တရုတ်နိုင်ငံရဲ့တဦးချင်းဝင်ဝင်ဟာအမေရိကန်ရဲ့၃ဘုံတဘုံထက်နည်းပါလေ2018ခုနှစ်ကရှန်ဟိုင်းအဆင့်မြင့်ဘန်နာရေးအင်စတီကျူရဲ့အစီရင်ခံစာတစ်ခုကို China News ကကိုးကားဖော်ပြခဲ့ရမှာ2018ခုနှစ်မှာတရုတ်နိုင်ငံရဲ့အိမ်ထောင်စုအကျွေးနဲ့ သုံးဆွဲနိုင်တဲ့ဝင်ငွေ disposable income အချိုးအစားဟာ၁၀၈ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီးအမေရိကန်ရဲ့အဆင့်ကိုကျော်လွန်ကဘန်နာရေးအကြက်တဲမဖြစ်ခင်အထွတ်ထိပ်နီးပါးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီအချွေးရဲ့အဓိကအကြောင်းရင်းကတော့မြင့်မားတဲ့အင်ယာစည်းနှုန်းတွေပါ။ဝမ်ဟူကပြီးခဲ့တဲ့၂၀အတွင်းတရုတ်နိုင်ငံရဲ့အင်ယာပြုပြင်ပြောင်းလဲမှုတွေဟာအင်ချံပြေကနေစီးတဲ့ကိုထုတ်ယူခဲ့တယ်လို့ပြောပါတယ်။မိသားစုတွေဟာသူတို့ရဲ့အရင်းမြစ်တွေကိုကုန်ခန်းအောင်သုံးဆွဲပြီး ိမ်တလုံးဝင်နိုင်ဖို့မျိုးဆက်ပေါင်းများစွာရဲ့အရင်းအနှီးကိုသုံးလိုက်ရပါတယ်။ဒါကြောင့်အိမ်ချင်းဝေအကျွေးတွေကြကြဲပြန့်ပြန့်ဖြစ်ပေါ်လာခဲ့ပါတယ်။တရုတ်ပြည်သူ့ဘဏ် People's Bank of China က2020ပြည့်နှစ်မှာဖော်ပြခဲ့တာတရုတ်နိုင်ငံရဲ့မျိုးပြအိမ်တော်စုပိုင်ဆိုင်မှုရဲ့80%ခန့်လုံးဟာလူနေအိမ်ချမ်းမြေတွေနဲ့ချိတ်ဆက်ထားပြီးဒါဟာဝယ်ယူနိုင်စွမ်းအားအဖြစ်ပြောင်းလဲအသုံးပြုဖို့ကန့်သတ်ထားပါတယ်။ဝမ်ဟူကရှင်းပြထားတာကတရုတ်ပြည်သူတွေရဲ့စီးတိမ်ဟာပြီးခဲ့တဲ့အချိန်ကလေးကကုန်ခန်းသွားခဲ့ပါပြီ။ အရင်ကတည်းကအင်မတန်နှဲပါခဲ့ပြီးအခုပိုပြီးကုန်ခန်းသွားပါပြီ။ဒါဆို စားသုံးမှုကဘယ်ကလာမှာလဲ။ဒါကြောင့်တရုတ်ထုတ်ကုန်တွေကိုပြည်ရင်းမှာမရောင်းနိုင်ပဲပြည်ပကိုပဲရောင်းနိုင်တာမဟုတ်ပါဘူး။ဒီမှာရှိတဲ့ပြည်သူတွေကအဲ့ဒါတွေကိုဝယ်ယူနိုင်စွမ်းမရှိတာပါ။ဒီနှစ်ရဲ့အစိုးရအလုပ်စီရင်ခန်းသားမှာစားသုံးမှုအကြောင်းမကြာခဏဖော်ပြထားပေမဲ့တရုတ်နိုင်ငံရဲ့ဝင်ငွေပိုင်ဆိုင်မှုအကျွေးဖွဲ့စည်းပုံတွေဟာနိုင်ငံသားတွေရဲ့ပြည်ရင်းထုတ်ကုန်တွေကိုဝယ်ယူနိုင်စွမ်းကိုပြင်းပြင်းထန်ထန်ကန့်သတ်ထားပါတယ်။ မတ်လ16ရက်နေ့မှာတရုတ်ကွန်မြူနစ်ပါတီရဲ့ထွေထွေယုံနဲ့နိုင်ငံတော်ကောင်စီကစားသုံးမှုမြင့်တင်မှုအထူးလှုံ့ဆော်မှုအစီအမံကို ထုတ်ပြန်ခဲ့ပြီးအားနည်းနေတဲ့စားသုံးသူစိတ်ဓာတ်ကို ပြန်လည်နှိုးဆွဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါ့ပေမဲ့နိုင်ငံသားစီးပွားရေးပညာရှင်တွေကတော့ပေကျင်းအစိုးရဟာဒီပြဿနာရဲ့အရင်းမြစ်ကို မမှန်ကန်သွားရှာဖွေနေတယ်လို့ငြင်းခုန်ပါတယ်။ Oxford တက္ကသိုလ်ရဲ့တရုတ်စင်တာမှာစီးပွားရေးပညာရှင် Job Magnus က X မှာတင်ခဲ့တဲ့အရာမှာတရုတ်အစိုးရဟာအကြောင်းနဲ့အကျိုးကိုကြောင်းပြန်လှန်နေတယ်လို့ဆိုပါတယ်။ သူကအားနေတဲ့စားသုံးမှုဟာအစိုးရရဲ့မက်ခရိုစီးပွားရေးနဲ့စက်မှုမူဝါဒတွေကြောင့်ဖြစ်ပြီးစိတ်ဓာတ်နေပါမှုကဒီမူဝါဒတွေရဲ့အကျိုးဆက်သာဖြစ်တယ်လို့ပြောပါတယ်။ Magnex ကအစီအစဉ်ဟာပြီးခဲ့တဲ့နှစ်ရက်တတိယကြိမ်ဗဟိုစီးပွားရေးအလုပ်ညီလာခံမကြသေးခင်ကပြည်သူ့ကွန်ကရစ်နဲ့ကိုက်ညီပေမဲ့ဝယ်လူအားမြင့်တရေအစီအမံတွေအတွက်အသေးစိတ်ရန်ပုံငွေမပါဘူးလို့မှတ်ချက်ပြုပါရတယ်။အစိုးရဟာယင်းနှိမ့်နှံ့မှုကိုတိုးမြင့်ဖို့တွန်းဆုံနေပုံရပြီးကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုမှ Android ထောက်ပံ့မှုကိုအာရုံစိုက်တာက တရုတ်ရဲ့အဓိကပြဿနာဖြစ်တဲ့စက်မှုနဲ့ပို့ကုန်မော်တွေကိုလွဲချော်စေတယ်လို့သူကရှင်းပြပါဗျ။ဒါကစားသုံးသူနဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ယုံကြည်မှုကိုထိခိုက်စေတာပါ။အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲစတင်ကလေးကတရုတ်နိုင်ငံပိုင်မီဒီယာတွေကအမေရိကန်ကို အာဏာရှင်လိုတရုတ်ဖော်ပြီးတရုတ်ကွန်ပျက်စီတွေပေါ်အမေရိကန်ရဲ့တုံ့ညနီးပါအခွန်နှုန်းကိုလှည့်လည်ရှုကအမေရိကန်ကွန်ပျက်စီတွေပေါ်တရုတ်ရဲ့မြင့်မားတဲ့အခွန်နှုန်းတွေကိုဖုံးကွယ်ထားတာပါ ဒါကတရုတ်စားသုံးသူတွေကိုထိခိုက်စေပြီးမဟုတ်မမှန်သတင်းတွေကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။အမေရိကန်ရဲ့လုပ်ရက်တွေကိုတရုတ်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုတိုက်ခိုက်တယ်လို့ဘောင်ခတ်ပြီးတရုတ်ရဲ့မူဝါဒတွေကိုတုံ့ပြန်မှုအဖြစ်မမြင်ဘူးလို့ဆိုပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဟောင်းမိုက်ပမ်ပီယိုက2020ပြည့်နှစ်ဇူလိုင်လမှာ Nixon စာကြည့်တိုက်မှာအမေရိကန်တရုတ်မူဝါဒအကြောင်းပြောရင်းတရုတ်ပြည်သူတွေနဲ့တရုတ်ကွန်မြူနစ်ပါတီ CCP ကိုခွဲခြားဖို့တိုက်တွန်းခဲ့တာပါ။ တရုတ်ပြည်သူတွေဟာတက်ကြွပြီးလွတ်လပ်မှုကိုချစ်ခင်မြန်နိုးသူတွေဖြစ်ပြီး CCP နဲ့လုံးဝကွဲပြားတယ်လို့သူကပြောပါတယ်။ဝမ်ဟူကတော့အမေရိကန်ရဲ့အခွန်စစ်ပွဲရဲ့အဓိကရည်မှန်းချက်ကတရုတ်စီးပွားရေးကိုဖျက်ဆီးဖို့မဟုတ်ဘဲ CCP အတွင်းပြည်တွင်းအုပ်စုဖြစ်မှုဖျက်မှုဖျက်အောင်ဖိအားပေးပြီးတရုတ်ပြည်သူတွေကပြင်ပအကူအညီနဲ့ CCP ကိုဆွလွတ်နိုင်စေကတရုတ်မှာငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းပြောင်းလဲမှုကိုမြင့်တင်မှုဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့် Trump ရဲ့အခွန်မူဝါဒတွေဟာ CCP ကိုတိုက်ရိုက်ပြစ်မှတ်ထားတာဖြစ်ပါတယ်။ တုံးသက်သူတွေကထရန့်ရဲ့ခွန်ဘူဟာရတွေဟာတရုတ်နဲ့စီးပွားရေးခွဲထွက်မှုကိုအရှိန်မြှင့်ပြီးအမေရိကန်တရုတ်ကုန်သွယ်ရေးကိုရပ်တန့်စေတဲ့လက်တုံပြန်ခွန်တွေကိုတွန်းအားပေးတယ်လို့ဆိုပါတယ်။ထရန့်ကတရုတ်ကအမေရိကန်ကိုစစ်ရေးချိန်ချောက်မှုအတွက်ရန်ပုံငွေရမှုကိုတားဆီးဖို့အလေးပေးတာဖြစ်ပါတယ်။စီးပွားရေးပညာရှင်တွေကယုံကြည်မှုကစီးပွားရေးတိုးတက်မှုကိုတွန်းအားပေးပေမဲ့တရုတ်ရဲ့အာဏာရှင်စနစ်အောက်မှာစီးပွားရေးလုပ်ငန်းတွေနဲ့ပုံကိုပိုင်ဆိုင်မှုအတွက် ဥပဒေရေးရာအကာအကွယ်မရှိတာကြောင့်ယုံကြည်မှုမရှိဘူးလို့ဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ